ရော့ပြားလက်ထက်ဒေါက်တာရန်ကူဖယ်ရှင်ကြီးရွှေဘုံမိမိကြီးတမားတို့ရန်ကူနှစ်ယောက်နဲ့တကွသူတို့လိုတမစင်ဆက်ရမဟုတ်တဲ့ဈေးစရာတွေနန်းတွင်းလာရောက်ခါစားကြသေးလို့ခေါ်လိုက်တယ်။ကျမတို့နိုင်ငံမှာနေမကောင်းထိုက်မတာဖြစ်ပြီဆိုရင်ဆရာဝန်နဲ့တကွနိုင်ငံသားဈေးကိုအကူကူတာကြသူရဲ့ မြမဆေးဆရာရဲ့ရိုးရာတိုင်းရင်ဆေးနဲ့ကုသကြသူရဲ့လို့လူတို့အနေနဲ့အကြိုက်နှမျိုးရှိပါတယ်ဒီသဘောကလည်းဒုက္ခနဲ့သူဖြစ်လာတဲ့ခြေနေတရပါပဲမြမမင်းများလက်ထက်ကတော့တမိုင်းတစ်လျှောက်လုံးမင်းနဲ့ပြည်သူအတူတူပဲမကွဲမပြားတိုင်းရင်ဆေးများကိုပဲအာထကုသခဲ့ကြတဲ့ကာလပါဒီနောက်အင်္ဂလိပ်လောက်မှမြမနိုင်ငံအထက်ပိုင်းကနှစ်ပေါင်း60ကျော်အောက်ပိုင်းကနှစ်ပေါင်း100ကျော်လောက်နေခဲ့ကြရလေတော့ ဒေကူတာမှုခြေနေတွေပြောင်းကုန်တယ်။ဆရာဝန်နဲ့နိုင်ငံသားသေးကိုမှယုံကြည်အားထားသူများတစ်ထက်များလာတာနဲ့အမြတ်တိုင်းဆေးဆရာနဲ့သေးကိုအားထားသူတဖြည်းဖြည်းနဲ့ပါလာပါတယ်။ကျေးလက်တော်ရွာနေသူအများကတော့ဆရာဝန်လက်လမ်းမမီတာကတကြောင်ငွေကြေးမတက်နိုင်တာတမျိုးမို့ဒေတာကန်တိုင်းရင်စေသမားနဲ့စေဝါကိုသာအာထာကူတနေကြသေးပါပဲဒီလိုအခြေအနေမျိုးမှာဒုတိယကဘာစင်မီ ဝင်းမွေလိုက်တော့က ိကြပြီးတဲ့အတိုင်မြမလူတို့လှန့်ခံနေကြရတာ၃နှစ်၃မိုးကြာသွားပါတယ်။ဒီတော့စစ်တွင်းကာလမှာဆရာဝန်နဲ့တကွနိုင်ငံသားဆေးတွေရှားပါပြက်လက်ကုန်ပါရောဒီမှာတင် လူနာရှင်တွေအဖို့ကြိုက်ကြိုက်မကြိုက်ကြိုက်မြမသေးသမားရဲ့တိုင်းရင်ဆေးတွေကိုပဲအာကိုတစ်ခုပြုတ်ပြီးကုသကြရတော့တာပေါ့ဒီတော့မှတို့ဘိုးဘွားမိဘတွေတုံ့ငဲကြတဲ့တိုင်းရင်ဆေးတွေလည်းပဲကောင်းသလောက်ကောင်းတာပဲဆိုတဲ့အချက်ကိုလက်တွေ့သိလာကြပြီး မူလကထင်သေးမြင့်သေးခန်းနေကြရတဲ့မြမဈေးဆရာများအတန်တဲ့ခေါင်းမော်လာနိုင်ပြီလို့ဆိုရပါမယ်။နောက်တစ်ချက်ကလည်းမြမလွတ်လပ်ရေးပြန်လည်ရရှိလိုက်ပြီဆိုတော့ကနိုင်ငံတော်အစိုးရများကလည်းမိမိတို့ရိုးရတိုင်းရင်သေးကိုဖွင့်ပြိုးတိုးတက်လာအောင်ပြန်လည်နေရာရလာအောင်မြေတောင်မြောက်ပေတဲ့ကြောင်းစေတနာပေါက်လာပြီးကိုညီပံ့ပိုးပေးဖို့အစီအစဉ်တွေချမှတ်လှုံ့ဆော်ပေးလာတယ်။ဒီနေရာမှာဘလို့ပုံကုတ်မျိုးမှမြမဈေးဆရာတယောက် ဖြစ်မြောက်နိုင်တယ်ဆိုတာအမွက်လောက်ပြောပြခြင်းပါတယ်မြန်မာစစ်စရာများအနေနဲ့စတင်ကန်းနဲ့စောင့်မွဲနဲ့သနစ်တကျတင်ကြားတက်မြောက်ရတဲ့ဆရာဝန်များလို့တော့မဟုတ်ခဲ့ဘူးပေါ့ဒါမဲ့သူတို့မှလည်းသူတို့နီးသူတို့ဟန်နဲ့စစ်စရာအမိခံနိုင်ဖို့နှိမ့်ရှိလာများချိန်ယူစ조사ကြရတာပါပဲစစ်စရာရဲ့လို့အမိခံတက်မွေးနိုင်ဖို့နီလန်းနှမျိုးရှိပါတယ်ရှေးပဝေတနီကလေးကကျင့်သုံးတိစောက်ရတဲ့လမ်းစဉ်တွေပါပဲပထမနီးကတမစင်ဆရာလို့ခေါ်ရမယ် ဘေးဘိုးဘာမစပြီးသေးစရာလုံးနဲ့အတက်မွေးခဲ့ကြသူများပေါ့စဉ်တက်လာတာကဈေးသမားမျိုးရိုးမို့လို့ဗီဇာတိတ်တန့်အရာရောချီးပြင်းလာတဲ့ဘဝတစ်လျှောက်မှာရောလူမမာရဲ့အင်ကရုတ်ကိုအခဲခတ်တာကစလို့သွေးဆမ်းမှုယောဂလက္ခဏာရှာဖွေမှုစေပေါ်နီကာဆိုတာတွေကိုတသက်လုံးမျက်စိရနားရဝပြီးရင်မပီးသားကိုဒါအပေါ်မှာဖခင်ဖြစ်တဲ့ဆေးဆရာကြီးကလည်းသူ့သားကိုဆေးကုသွားရအတုခေါ်သွားပြီးလက်ထပ်တင်ပေးတာပဲ ဆိုပါစို့လူနာသွေးစန်းနီးယောက်ျားမိန်းမလူနာခွဲခြားပြီးဆန်သက်ကြရမယ့်နေရာဆန်သက်တွေ့ရှိချက်ခြေခံပြီးစွဲကတ်တဲ့ယောဂကုသလို့လွယ်မလားခက်ခဲမလားရိပ်စာမိအောင်တပါတဲ့လက်တွေ့တင်တန်းကိုသင်ပေးတာပါဒီလို၃နှစ်တန်သည်၄နှစ်တန်သည်စာတွေ့ကိုတွေ့သင်ယူပြီးဖြစ်လာတဲ့သေးစရာကိုတမသင်စရာလို့သုံးလုံးရတယ်လေဒုတိယသေးစရာဖြစ်နေကပုတ်ခတ်ခဲ့ပြီးအချိန်လဲပိုးယူရတယ် သူကစေတမမျိုးရုပ်မဟုတ်ဘဲကို မဟုတ်ပေမဲ့မူလစိတ်တက်ကိုကအထုံပါတယ်ဆိုရမလားစေပညာဝါသနာကြီးလေတော့ကြော်ပေးတက်ပေးဆရာကြီးများမှာ တပက်ခံပြီးအတူသွားရောက်နေထိုင်လို့ဝကြီးဝင်းငယ်ပြူရသေးတယ်ဒါတော့ဆရာကြီးကကက်ခတ်ပြီးဖျက်လောက်တယ်ထင်မှပညာတင်တပက်ရဲ့လို့လက်ခံတာပါအခုပြောတဲ့တမစင်ဆရာရဲ့ဝါသနာပါရမီကြောင့်ဖျက်လာတဲ့စေဆရာနှစ်မျိုးအကြောင်းတိတိုင်အောင်ပြောပြပါမယ် ဘိုးတော်ဘုရားလို့ကြော်ကြားတဲ့ဗြုံမင်းတရားကြီးလက်ထက်တော်ကဘရင်အမေတော်ရှိလို့ရှေ့တော်မှာတင်လျှောက်ကြတဲ့တမားနှံ့ဦးရဲ့စကားကိုမူရင်းတိုင်ဖော်ပြရရင်တမသင်ဆရာငချစ်ပွင့်ကိုဘိုးတော်ဘုရားကရှေ့တော်ခေါ်ပြီးထုံနာနဲ့ပတ်သက်တဲ့သေးကြောင့်မေးတော်မူတဲ့အခါဆရာငချစ်ပွင့်ကဒီလိုတင်ကြားပါတယ်ကျွန်တော်မျိုးဘေဘိုးပါကဒီကျွန်တော်တိုင်အောင်စေတမအဆင့်မပြတ်ပြုလုပ်သူဖြစ်ပါသည် စေကျမ်းများလက်ဆွဲပြုပြီးကုတီမှာဘိုးဘာကစား၍ကုတန်တိသေနီကိုအနာနှင့်လျော်စွာလက်ထက်တင်ပြခဲ့သည့်အတိုင်းကုတပါသည်စေကျမ်းများမှာလက္ခဏဒီပဏိကျမ်းဓာတုဒီပဏိပစ္စပုတ်စပုတ်စေကျမ်းများကိုအင်တန်တာကြည့်ရှုလေ့လာဖို့ပါသည်ခြေရွအနိစက်များကပင့်ခေါ်လျင်စေဝါကုတရဲ့အတ္တမွေးပါသည်ယခုပြန်ပြောကြား၍တရားသည့်အနာကိုဆင့်ညင်လျင် ဆွဲရောက်သည့်ဝေဒနာတော်သည်အထက်ကဆွဲကပ်မှုသည့်ဖုံနာငွေပင်ထင်ပါသည်ဘုရောဘုရားအမေတော်ကိုတမသင်ဆရာငချစ်ပွင့်က ဖြည့်ကြားတင်လျှောက်ပြီးနောက်ဝါသနာပါရမီနဲ့ဖြစ်ထွန်းလာတဲ့ဆရာငရွှေဘူးရဲ့လျှောက်တင်ချက်ကိုဆက်လက်တင်ပြပါမယ်အဲ့ဒီဆရာငရွှေဘုကိုဘယင်ကခေါ်ပြီးမေးတဲ့နေ့ဆွဲကတော့1181ခုနေုံလာပြကျော်12ရက်ခရစ်နှစ်1839ခု ဂျွန်လ19ရက်နေ့မှာဖြစ်ပါတယ်။ဆရာရွှေဘူးတင်ကြားချက်ကတော့ကျွန်တော်မျိုးအသက်20ရွယ်ကစေတက်ကိုဆွဲမြဲကုသပါသည်။ယခုအသက်63နှစ်တိုင်ဖြစ်ပါသည်။အထက်ဆရာစင်နီးနာခံပြီးဒီမှာဂျန္နာတိန်ခမျိုးတော်မြောက်တီတာနေဆရာကြီးငတာဆန်နဲ့ချီပါရဆရာကြီးငကြွတ်တို့ထံနီးနာခံတပည့်ပြုလုပ်ရပါသည်။ ကြားရွာဆရာငန်အောင်နောက်ကလည်းစေးအစ်ပြက်တောင်းကိုထမ်း၍အရရက်လက်ပတ်ရာထုံနာဆွဲလျင်စူးကောင်းနဲ့25ချက်သမုံမျိုး9ပါးတပဲစီဇာတိဖို့တပဲလင်းညင်းတပဲတရိကတ်လုံ3ပါးတပဲများကို အမုံအညက်ပြုတ်ရဲ့ရင်တွေးဖြင့်တိုက်ရမည်ဆိုသည်ကိုနီးခံမှတ်သားရပါသည် နှစ်ပေါင်းများစွာဆရာစင်ဆက်တင်ကြားကြည့်ရှုသည့်စေချံစေစာများကိုအတီးတီးဆရာများ ပြသ၍နီးနာခံရပါသည်သဘတူရဲ့မှတ်ချက်သေးတွေကိုဖတ်တဲ့အခါမှာအတတော်မာရင်ခွင့်လွတ်ပေးပါမေတရားကြီးစေတော်များနဲ့ပကံပြည်ကျော်စေချံနှစ်တွဲမန္တလေးမြို့မြမတရာပုံနေတိုက်မှ1932ခုနှစ်တွင်ရိုင်းနှိပ်သည့်အဖိုးလေးပဲအထက်ကစေချမ်းမှာဖော်ပြထားတဲ့အတိုင်းအဲ့ဒီကက်က ဈေးစရာပြတဲ့နန်းဆိုရာဆရာသွားလေရာဈေးအစ်ပြတောင်းထန်းတပတ်ခံလိုက်ပြီးတင်ယူကြရတွေ့နိုင်ပါတယ်။တမိုင်းပညာရှင်ဒေါက်တာတန်းထွန်း1989ခုနှစ်ကမန္တလေးမြို့မှာဖတ်ကြားတဲ့အမိုက်တရားရွှေစာတမ်းမှာယနေ့ကဈေးကြောင်းကတင်တန်းနဲ့တော့တခြားစီပေါ့ဒါမှမဟုတ်ဝါသနာရင်ခံပြီးဇွဲလုံးလာနဲ့ဆရာတဦးဖြစ်မြောက်အောင်စီပူရတဲ့နှစ်ကာလအပိုင်းခြားကမနှဲလာပါဘူးရှေးကကဒီလိုတမားကြီးများနဲ့ကုသတာနဲ့ အချို့ယောဂဝေဒနာတွေဒိဋ္ဌပြောက်ကင်းစေတဲ့ပွဲတွေ့လက်တွေ့သွေးသံကောင်းတွေအမြောက်များရှိခဲ့တာအမှန်ပါပဲတခုတော့ပြောပြရရှိရဲ့အဲ့ဒီတခုကတမောကြီးများတဲ့ကတချို့ဟာအကြောင်းကြောင်းကြောင့်သူပညာသူကုထုံးတွေကိုအသေးချာမှတ်တမ်းမှတ်ရနေတကွပညာမွေမပေးခဲ့ကြပါဘူးဒီတော့ကအလွန်အနိတင်ထက်မြက်တဲ့စေဖော်နီကားတွေကပညာရှင်နဲ့အတူပျောက်ကွယ်သွားတာတွေအများကြီးရှိလိမ့်မယ်လို့ထင်မိပါတယ် ီလိုတိန်ကောပြောက်ွက်သွားတဲ့စေပညာဆိုတာမျိုးဟာကျမတို့နိုင်ငံမှာနေဖြစ်တာမဟုတ်ပါဘူးတေသူကိုနှစ်ပေါင်း3000နှစ်ပေါင်း4000အထိမပုတ်အောင်စေးစီရင်ကြက်စည်းတဲ့အတက်အီဂျစ်ပြည်မှာရှိခဲ့တဲ့ဆိုတာအများသူကသိကြပြီပါပဲဒါဟာသိပ္ပံပညာရဲ့လို့တတ်တမတ်မတ်အမိမတက်ခဲ့ပေမဲ့ဘလောက်စွမ်းတဲ့အတက်မျိုးဆိုတာညံ့နိုင်မှာမဟုတ်ပါအခုအသိပညာရတဲ့ရှိသေးရလားသာနာမကျန်ခွဲပြောက်သွားခဲ့ရပါပြီ ်အခုဖော်ပြခဲ့တာတွေကတကယ်လုံးလို့အဟုတ်ဖြစ်မြောက်လာတဲ့စေသမားတွေအကြောင်းအရင်မှပဲဆိုပါစို့အဟုတ်တကယ်မတက်ကြွမဲ့စေပညာအမိခံပြီးစေကူးသားနေကြတဲ့တမားရုတမားရောင်ခနစ်ခက်စကားနဲ့ဆိုရင်ဒေါက်တာရန်ကုန်မြာဘိုးတော်ဖျားလက်ထက်တော်ကလေးကရှိနေခဲ့ကြောင်းဖြစ်ရကိုပြောပြခြင်းပါတယ်ဒီစကားကလည်းကျမအနေနဲ့ပြောမှမဟုတ်ပါဘူးအရင်လအတွင်းမြင်စားတော့မှာပဲကျမရေးခဲ့တဲ့ဘိုးတော်ပြလက်ထက်မူရစိနေနေရေးဆောင်ပါနဲ့ အဆက်အနေနဲ့စာရေးဆရာကြီးဦးချမ်းသာရဲ့ဟောပြောချက်မှာထုတ်လုပ်တင်ပြမှာဖြစ်ပါတယ်။သူသနီဒေါ်တင်တင်မေရဲ့ခွင့်ပြုချက်အရမူရင်းတိတ်ခွေမှာကိုယူထားတာပါ။ဆရာကြီးဟောပြောတဲ့အခါနာကစပြီးပြောပါမယ်။27ရက်6လ1989ရန်ကုန်မြို့ YMB အသင်းတိုက်မှာစာရေးဆရာကဗျာဆရာကြီးလက်ဝဲမင်းညိုလက်ရဆန်တာနှမြီခံ ICS ဟောပြောမိအချိန်မှာ အသင်းနာယကကြီးဦးစိုးရကဟောပြောမည့်ပုဂ္ဂိုလ်နဲ့ပေးသက်ကိုမိတ်ဆက်ပေးပါတယ်။ပြီးမှဟောပြောပွဲစတင်ပါတယ်။ကုချမ်းသာဟောပြောချက်ဒီနေ့ဟာအမရပူရာမြို့နှစ်နှစ်ရပြည့်ကာလဖြစ်ပါတယ်။ဒါကြောင့်အမရပူရာမြို့တည်နန်းတည်မင်းဖြစ်တဲ့ဘိုးတော်ဘုရားလို့ထင်ရှားတဲ့ပဒုံမင်းကြီးရဲ့တိုင်းပြုတ်ပြည်ပြူဆောင်ရွက်ချက်တွေအများကြီးတွေကမှရှားသဝင်းတွေမှာသမတရားဒေတာမှတ်လောက်တာလောက်ဖျက်ကလေးတွေချိန်ရသမျှပြောပြပါမယ်။ စောစောပိုင်းကဘိုးတော်ဖရာရဲ့မူရစေဝါနေနေရေးပြောခဲ့ပါပြီအခုတခါတမားသူတမားရောင်ဒီခေတ်စကားနဲ့ဆိုရင်ဒေါက်တာရန်ကူတွေပေါ့အဲ့ဒီဒေါက်တာရန်ကူတွေကိုဘယ်နီးဘယ်ပုံဖယ်ရှားခဲ့တယ်ဆိုတာဆက်ပြောပါမယ်ဘိုးတော်ဖရာကလောင်မင်းတရားကြီးသားတော်ပြီပြီနိုင်ငံတိုးတက်ကြီးဝါရေးကိုလည်းမဖြစ်မနေလုပ်တယ်စစ်ကသားဖို့လည်းဝါသနာကြီးတာပဲဒီတော့ကသူသားတော်ကြီးအိမ်ရှိဆန် ရခိုင်နိုင်မင်းသားကြီးဆိုတာနားရတယ်မရှိဘူး။ထိုင်းနယ်ဆက်စစ်သွားတိုက်လိုက်ရမဏိပူရာနဲ့ရခိုင်ပြည်သွားလိုက်ရနဲ့ဟီးကြီးတသားတွေသွားနေရတော့ကြာတော့ငှက်ဖျားဝင်ပါလေရော့ဒီတွင်နန်းနေသမားတော်ကြီးတွေနဲ့တင့်ရသေးတော်များဆက်ပြီးကူတာကြရတယ်ပေါ့ဒါပေမဲ့ငှက်ဖျားကရှင်းရှင်းမပြောက်ဘူးတိုးလိုက်ဆုပ်လိုက်ဖြစ်နေတယ်ဒီလိုနဲ့ရညောင်းလာတော့ဘိုးတော်ဖျားကသူ့တိတ်ချစ်တဲ့သားတော်ကြီးအတွက်ရရမအေးဖြစ်လာတယ်လေနလန်ထနှေးတယ်ပေါ့လေ ိတ်စောပြီးဒီလိုစီစဉ်နေ။နန်းတင်သမားတော့မဟုတ်ပေမဲ့အပြင်ကသေးသေးရများကုသပေးခြင်းသူပေါ်ထွက်လာရင်ဖွင့်ပြတော်မူမယ်လို့မိန်တော်ရှိတယ်။အဲ့ဒီမှာသမားဖြစ်ဖို့တင်နန်းရပါရဲ့မရှိပေမဲ့အယိုးစင်ဆိုတာရှိသေးတာပဲ။သမားကြီးရဲ့သာသမစသည်ဖြင့်ပေါ့။အရင်ချမရှိလဲနှစ်ပေါင်းများစွာတပည့်ခံသေးကြီးကင်ပြီးနောက်လိုက်အဖြစ်လက်တွေ့ပညာယူရတဲ့တာတပည့်တွေရှိတယ်။ ဆရာလို့သူကစိတ်ချရပြီစေကူးလို့ဖြစ်ပြီလို့လက်လွတ်လိုက်မှအလုံးလုံးစာခွင့်ရတာပါရှေ့ကပြောခဲ့တဲ့အတိုင်းဘိုးတော်ဖေရအမိန်တော်အရာတမစင်မဟုတ်တဲ့တမယံကူနှစ်ယောက်ကသူတို့အမခံကူပါမယ်ဆိုပြီးနန်းတွင်ရောက်လာကြတယ်သူတို့မှပါလာတဲ့စေတမျိုးကိုနနက်သည်အေးနဲ့ရောပြီးဈေးတော်ဆက်တယ်ပြီးတော့ပြန်သွားကြတာပဲအင်ရှိကိုတော်ကြီးရဲ့မူလအခြေအနေကတိတ်ဆိုးဆိုးရွားရွားမဟုတ်ဘူးနလန့်မထသေးတာပဲရှိတယ် အဲ့ဒီရန်ကုန်နဲ့ရောက်စေးတော်ဆက်ပြီးသွားတဲ့ညမှာပဲအင်းရှိမင်ကန်တော်ကုန်မာရောဒုက္ခရောက်ပြီလေဘိုးတော်ဘုရားကဒီအဖြစ်ကိုလူသိမခံဘူးအင်းရှိကိုတော်ကန်တော်ကုန်ပြီဆိုတာကိုပေါ့သူ့အတိုင်မင်ငံအဖွဲ့ကသာတိပေးပြီးငါဤသားတော်ကြီးကိုတောင်ဒီလိုမျိုး စေးစမ်းတဲ့အကောင့်တွေစင်ရသားပြည်သူတွေဆိုရင်ဘလောက်ဒုက္ခပေးမလဲလို့စဉ်းညင်ပြီးမိန်တော်မူတယ်ဒီနောက်တော့သူသည်တမားတို့ရန်ကုန်နှစ်ယောက်နဲ့တကွာ သူတို့လိုတမတ်တင်စရာမဟုတ်တဲ့သေးစရာတွေနန်းတွင်းလာရောက်ခသားကြသည်လို့ခေါ်လိုက်တယ်။ဒီတွင်သူ့တော်လက်တော်မြော့ကိုပြီးဟိုနှစ်ယောက်ခေါင်းဆောင်လို့တဆူကြီးလာခသားကြတာအလုံးကွမြက်ပြက်တာပဲ။ကွမြက်ပုံကလည်းဘိုးပုံလဲမှာသူတို့လုတ်ပုံသူတို့ပြက်ကိုပြောပြီးဂျေနဲ့ရသွားချသေးတာပဲ။ရေကူးတန်သူအနေပါလောက်တာအသက်ချမ်းသာမှာဒေါက်တာရန်ကူတွေကုံရောနောက်လေဒီလိုတမတူးတမယောင်တွေမလုံးဝင်းတော့ ဆက်ချက်ရသူတို့ကနောက်ဥရောပမှာလည်းအာနာရှင်တပ်ဦးစက်မိုင်တွေပေါ်ခဲ့တာပဲလေအနုနီအကျန်းနီအဆုံသုံးပြီးနိုင်ငံကောင်းအောင် လုပ်ခဲ့ကြတယ်လို့ဘိုးတော်ဖျားကလည်းဒီအတိုင်းအပြတ်လုပ်ခဲ့တာပဲခနေ့ခေတ်ဒေါက်တာရန်ကူးတွေကိုနှိမ်နာတဲ့ပိုပြင်းထန်တာမှန်တယ်တပ်ဦးစက်မိုင်ခက်ပေကိုဘိုးတော်ဖျားကြီးရက်ဆက်တယ်ပြောလို့မရဘူးအဲ့ဒီခက်ကဥရောပနဲ့အရှေ့နိုင်ငံတွေဒီလိုအုပ်ချုပ်ခဲ့ကြတာကြီးပဲတကယ်တော့ဘိုးတော်ဖျားဟာနိုင်ငံအကျိုးရှိရာရှိကြောင်း ဘာသာရေးလူမှုရေးစာပေဖွံ့ဖြိုးရေးတွေဗတ်ဆောင်ဆောင်ရွက်တဲ့မင်းကောင်းတစ်ပါးပါပဲ။ကြာကြီးဦးချမ်းသာရဲ့ဟောပြောချက်ဒီမှာနေပြီးပါပြီ။ဂျာသဝင်းတမိုင်းကျွမ်းကျင်သူပညာရှင်တဦးရဲ့မှတ်သားလောက်တဲ့ဟောပြောချက်တရက်မို့မပြောင်းမပြတ်ရအောင်မှတ်တမ်းတဲ့အနေနဲ့ကျွန်မကတဆင့်ဥယျာဉ်ပေါ်ပြလိုက်ပါရစေ။ရွှေဘုံမိမိကြီးနန်းတွင်တခိုးနှစ်မိမဆိုးစာအုပ်မှာ